ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ဗျအခုနောက်ပိုင်းဘယ်လိုဖြစ်လာဆိုတော့ဒါ NASA ကလည်းသူ့ရဲ့လုံပုံကင်ပုံပေါ်တော့သူ့ရဲ့မဟာဗျူဟာမြောက်လုံွက်တွေအဲ2020 2023အဲ့ဒီဝင်ကျင်လောဆိုရင်တအား NASA ကအထိုးနှက်ခံရတယ်เนาะဘာဦးမြောင်းလိုက်ကိုယ်တိုင်လည်းပြုံ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 နဲ့ဟာလားဟိုအမျိုးသားကြီးသမားတွေကအစာပေါ်တော့အများကြီးထိုးနှက်ခြင်းကိုသူ့မှာခံခဲ့ရတယ်။ဒါပေမဲ့ तू ကဘယ်လိုလဲဆိုတော့မဟာဗျူဟာမြောက်ကို तू ကခင်းလာတာ တကယ်မဟာဗျူဟာမြောက်အောင်ဖျင်းလာတာနော်လူများပြောတာဆိုတာတော့သူဂယူမဆိုင်ပဲနဲ့သူလှုပ်သွားတာလှုပ်တာကျွန်တော်အဲ့တော့ဆိုရင်ကျွန်တော်တော့မှလာပြီးတော့မခံကျင်တဲ့ညီကိုမောင်တော်မတွေကလာပြီးမက်ဆေ့ချာနဲ့ခေါ်ပြီးတော့ပြောတယ်အာဒါမခံနိုင်ဘူးပေါ့နော်အာကိုကတော့ဆုံးမကြီးပြောပြညီဟိုကတော့ညီညီမပေါ့နော်ဒီလိုမျိုးတွေမဖြစ်ဘူးဟာလားလိုင်းပေါ်မှာအဲ့လိုမျိုးတွေမပြောဘူးကျွန်တော်ဆုံးမခဲ့တာရှိတယ်တကယ်လည်းရှိခဲ့တယ်ကျွန်တော်ဆုံးမခဲ့တာဟောကိုရက်တီထားတဲ့ဟာလား ယက်တိချက်မှန်ကန်ကြောင်းတင်းတင်းလေးချိန်ချိန်တက်သိပြလာမယ်ဆိုတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာတိတိလေးလောက်တာမဟုတ်ဘူးကြာတော့နိုင်ငံနဲ့ခြီးပြီးတော့လောက်ရတာနာစားကအကြီးလောက်ရအကြီးလောက်ရတဲ့ကကြတော့အစေးမှာလဲအတိတ်မှာလဲဘောနော်ကျွန်တော်တို့လူမဖြစ်ခင်ကတည်းကနေပြီးတော့ကျွန်တော်တို့လူဖြစ်လာတဲ့အချိန်ဒီကိုကျွန်တော်တို့တတ်မတော်ကိုနိုင်ငံတကာအလားမျက်စိစူအောင်လောက်ထားတဲ့အရာတွေရှိတယ်ဗျာ ကျွန်တော်တမတော်နိုင်ငံတကာကလုံးဝကြီးမရတာအဲ့ဒီအချိန်မှာ NASA ကဟာလာဒီ2021မှာဒိန်းဆိုအာနာထိန်းလိုက်တဲ့အချိန်မှာအဲ့လိုအာနာမထိန်းမနဲ့အာနာကိုပိန်းပြီးတော့လက်ရှိတီစဲဥပဒေကိုဖျက်ဆီးပြီးတော့ဒီအခုအကြမ်းဖက်နှောက်ဆက်နေတဲ့လူလူအောင်ကြွားမှုဖြစ်တာကိုကြမ်းကြမ်းနန်းနန်းကင်ွယ်ဖြစ်စင်းလိုက်မယ်ဟိုနာဇာကပူဆိုးသွားမှာကျွန်တော်တို့ကငိုရဲသိပြီဒါနာဇာကတော့အများကြီးဒုက္ခရောက်ခေါ်နေအဲ့ကြောင့်မို့လို့ ။ဒါသာကလူကြီးတွေကသူတို့ကသိတယ်။သိတဲ့အခါကျတော့အဲ့ဒီအကွက်တိုင်းမသွားတော့ဘဲနဲ့ဒီကောင်တွေရဲ့အကြံဖတ်လို့ရတယ်နော်အဲ့ဒီရဲ့ record တွေကိုကဘာအသိအောင်ချပြဖို့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကဘာကြီးနဲ့ဆင်တွဲပြီးနေထိုင်ရတာမြန်မာတိုင်းငံနဲ့နေထိုင်တာမဟုတ်ဟုတ်လားကဘာကြီးနဲ့ဆင်တွဲပြီးနေထိုင်အဲ့ကြောင့်ကဘာကြီးကလက်ခံနိုင်အောင်သူ့မှာကြိုးစားလက်မခံနိုင်လို့ကျွန်တော်တို့တိုင်းကြီးရဟုတ်လားတကားပိတ်စီးပွားရေးနဲ့ ဟုတ်လားဘယ်အတိုင်းကြီးနေမှာအဆက်ဆက်မရှိပဲနဲ့ဥကန်းဆွေကိုလောက်ခဲ့ရတာဟာဒါတွေကိုကျွန်တော်တို့ကပြန်ကြည့်ရအောင်နော်အဲ့လိုမျိုးပြောလို့တချို့ကလည်းကျွန်တော်အာမင်းကဘာဖြစ်တယ်ညာပြည့်မင်းကကိုရင်ဖားတာလားရတာမဟုတ်ဘူးကျွန်တော်ဖားတာမဟုတ်အမှန်တရားကိုကျွန်တော်ပြောတာဖားစရာကြောင်းမရှိဒါအမှန်တရားပဲကမ္ဘာကြီးရဲ့လက်ခဏနိုင်အောင်လောက်ရမှာအခုကြည့်ဒီ2025မှာကမ္ဘာကြီးလက်ခဏသွားပြီဟုတ်လားဒီကောင်းလေး PDF တွေ ဟုတ်လားရောင်းဒီရောင်းဆုံးသဘုံလေးအကောင်လုံးအကျန်းဖတ်နိုင်ငံစုပူအောင်လုပ်တဲ့ကောင်လေးဆိုတာကဘာကြီးကလက်ခံသွားပြီဟုတ်တာလားဟိုကဘာကူလာသမဂ္ဂဆိုတဲ့ဇက်ကုံကြီးကတော့လက်ခံသွားပြီအခြားတိုင်းကြီးတွေဟုတ်လားကဘာမှာနံပါတ်1နံပါတ်2နံပါတ်3ဆိုတဲ့တိုင်းကြီးတွေလည်းလက်ခံသွားပြီဟုတ်လားဒီလိုလက်ခံဖို့တော့ကျွန်တော်တို့အများကြီးပေးစားခဲ့ရတယ်ညနော်လူတွေလည်းပေးစားခဲ့ရတယ်ရဟန်းသံဃာတွေလည်းပေးစားခဲ့ရတယ်ဝန်ထမ်းကောင်းတွေလည်းပေးစားခဲ့ရတယ်ပြည်သူပိုင်ပြည်စီတွေလည်းပေးစားခဲ့ရတယ် အဲ့ဒါတွေကိုယနေ့အချိန်မှာကျွန်တော်တို့လက်ချုံပြီးတော့ရည်ပြဖို့မရတော့နိုင်ငံတော်မှာ तू ကိန်းကနန်းနဲ့သွားသူရှိပြီလား तू စင်းစရာနဲ့ तू ကိန်းကနန်းနဲ့သွားသူလူပဏ္ဏယောက်သေးရတယ်ယဟန်ဘဏ္ဍပါသေးရတယ်နော်ဝန်ထမ်းတွေဘယ်ဌာနဆိုင်ရာဘဏ္ဏဘဏ္ဏယောက်ဆိုတာသူတို့မှာကိန်းကနန်းနဲ့သူတို့ဆိုတွတ်ချက်ပြီလားကြီးသူဝင်ပြည်စီတွေဘယ်နေရာမှာဘလောက်ပြည်စီသွားတယ်ဘယ်ဘယ်မျိုးဝသရာဘဏ္ဏစင်းဟုတ်လားဘဏ္ဏကျိန်ကျိုးသွားတာတွေသူတို့မှာစင်းစရာတွေကိန်းကနန်းတွေသူတို့မှာအပြည့်စုံစီတယ် ါတွေကကဘာကိုချပြထားပြီးသားအဲ့ကြောင့်မို့ကျွန်တော်တို့တိုင်းကြီးကိုချစ်တဲ့ညီကိုမောင်တို့မတွေကျွန်တော်တို့ကဘာလုံးရမလဲလို့မေးရင်နော်ကြောက်နေစရာမလိုအေးဒါပေမဲ့အကျမ်းဖတ်တွေအနာမနေတဲ့လူတွေကတော့သူတို့ကလက်နက်နဲ့ချင်းချောက်လာတယ်ကွာသူတို့ကကြောက်မှာပဲသူတို့ကတော့ပြောတော့ဗောနော်စစ်တပ်ကလက်နက်နဲ့ချင်းချောက်ကျွန်တော်တို့ကျွန်တော်သက်43နှစ်စီငငယ်လေးတည်းကနေယနေ့ချိန်စစ်တပ်က လက်နဲ့နဲ့ချင်းချောက်တာတော့ကျွန်တော်တခါမှမကြားလဲမကြားဘူးတွေ့လည်းမတွေ့ဘူးကြုံလည်းမကြုံခဲ့ဘူးအခုယနေ့2021မှာတို့ NLD ကိုမထောက်ခံနဲ့ NU ကြီးကိုမထောက်ခံနဲ့အေးချမ်းစွာနေတိုင်းနေတဲ့ညီသူမဆိုယဟန်သံဃာရဲ့ပြည်ပြည်သူပဲဖြစ်ဖြစ်နော်ဝန်ထမ်းတွေပဲဖြစ်စီရီယံမလုပ်လို့ဆိုပြီးတော့အမျိုးမျိုးသတ်ဖြတ်တာတွေဖမ်းဆီးတာတွေပြန်ပြေးဆွဲတာတွေစက်ကြီးတောင်းတာတွေတည်င်းမျိုးမျိုးကြားရတယ်အမျိုးမျိုးတွေ့ရတယ် တကယ်လည်းလုပ်ခဲ့တာလမ်းမလဲကောင်မှာတပ်ဖြတ်တာတွေဟုတ်လားစွန်းစားသွားရင်မှာတပ်ဖြတ်တာတွေအများကြီးကျွန်တော်တို့သွေးပင်လေတွေကျွန်တော်တို့တွေ့ရတာဒါတွေကလူယုံမှလမ်းစဉ်တွေအဲ့ဒီလူယုံမှလမ်းစဉ်တွေကိုပညာတက်ပြီးအတွေးဝန်နေတဲ့လူတွေတစုလဲပါသွားတယ်ဗျအခုဒီရက်ထဲမှာလဲကျွန်တော်ကြားတယ်ဟမ်ဗြိတိန်နိုင်ငံဗြိတိန်ဆိုတာအင်္ဂလန်ပေါ့နော် လန်ဒန်မြို့မှာမြန်မာနိုင်ငံရဲ့စစ်တပ်အမတ်ဟောသူကเนาะခမားတို့ကဝန်ထမ်းနိုင်ငံရဲ့ဝန်ထမ်းနိုင်ငံရေးနဲ့ခမားတို့နဲ့မဆိုင်ဘူးအဲ့ဒါကိုနိုင်ငံရေးတဲ့ဝင်လာပြီးတော့စီရီယံလုပ်တယ်ခမားစီရီယံလုပ်မယ်ဟေးဆိုရင်ခမားဒီစစ်တပ်အသံမနေတဲ့အိမ်မှာခမားမနေနဲ့လေဗျာကျော်စွာကျော်စွာမင်းကျော်စွာမင်းဦးကျော်စွာမင်းပေါ့နော် ခမရစီရီယံလောက်တာခမရဒီအိမ်ကလည်းမဖယ်ပေးဘူးဒီအိမ်ဆိုတာအဲ့ဒီတာမတ်တွေနေတဲ့အိမ်ဆိုတာနိုင်ငံတကာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံအပါဝင်အခုမြန်မာနိုင်ငံနဲ့ပဲပြောမယ်ဗျာမြန်မာနိုင်ငံမှာတန်တန်တမန်ဆက်ဆံရေးအရာအခုထိုင်းရှိတယ်ဟာဥပမာတရားနဲ့ထိုင်းနိုင်ငံရှိတယ်အခုကျွန်တော်တို့တန်တမန်ဆက်ဆံရေးအရာစကားပြောမယ်ဆိုရင်သူ့နေရပေးတာတန်တမန်အိမ်ရပေးတာ အဲ့ဒီအိမ်ယာမှာသွားပြီးနိုင်ငံတော်ကဟုတ်လားဌာနဆိုင်ရာအခုဘယ်ဌာနနဲ့ပြောမှာလဲအဲ့ဌာနဝန်ကြီးတွေကသွားပြီးစကားသပြောမှာအခုမင်းကအဲ့ဒီအိမ်မှာနေရခမားကျွန်တော်ခမားနဲ့ပဲပြောမယ်ဗျာဒီလူတွေကအသက်တာကြီးတာတင်ညာရတာတာအတွေးခေါ်မရှိဘူးသိလားအဲ့ကျော်စွာမင်းဆိုတဲ့ပုံကောနော်အဲ့လိုပုံကောတွေကလေပညာတက်ပြီးတော့အသက်တွေကြီးွားတာအတွေးခေါ်မရှိဘူးနော်မင်းစင်ခမားတို့စဉ်းစားကြည့် ဒီအိမ်ဒီအိမ်ဆိုတာတော့ဗီဒီယိုနိုင်ငံကပေးထားတဲ့အိမ်ဟာအဲ့ဒီအိမ်ဟာမြန်မာနိုင်ငံရဲ့တန်တမာရေးရမှာဆက်ဆံမှုတာမတ်တွေကိုပေးတဲ့နေခမည်းကလက်ရှိမှာเนาะခမည်းကတန်တန်တမာရေးရမှာเนาะခမည်းကစီရီယံလုပ်ပြီးတော့ခမည်းတာမတ်မဟုတ်တော့တာမတ်မဟုတ်တော့ခါကြတော့ခမည်းကဖယ်ပေးရတော့မှာလေခမည်းဒီအိမ်ရလည်းမဖယ်ခြင်းဟမ် ဒီအိမ်မှာလဲနေကျင်တယ်ဒီအိမ်ကလှုပ်လဲခမည်းမလှုပ်ခမည်းပါဒါဟိုဘာလဲခမည်းတို့မိဝေပိုင်တဲ့အိမ်များခမည်းထင်းတယ်ဟမ်ဒီအိမ်မှာလဲခမည်းနေကျင်တယ်ဒီအိမ်ကလှုပ်လဲမလှုပ်ဆိုတာခမည်းမြမစာစုတွေမကြဘူးလားသူဆန်ဆိုင်ရဲရမယ်ဆိုတာဟင်ခမည်းမလှုပ်ချင်ဘူးဟေးဆိုရင်ခမည်းဖယ်ပေးရမှာအဲ့ဒီတိုင်းကြီးတွေကလူခွင့်ရေးပါညာဆိုပြီးတော့ခမည်းကိုမျောပြီးတော့ထားရတာเนาะ မျောပြီးထားတာအချိန်တန်တော့နော်ကိုတိုင်းကြီးရတော့မှတိုင်းကြီးကနာဇာကကဘာအမှလုပ်စရာမလိုအစင်းဆုံးပြောနာဇာကနဲ့မပတ်သက်ဘူးအခုဒီကောင်စီရီယံလောက်ွားတယ်ဒီကျော်သွားမင်းဆိုတဲ့ပုဂ္ဂိုလ်စီရီယံလောက်ွားတယ်စီရီယံလောက်ွားတဲ့အတွက်နာဇာကကနောက်ထပ်တန်တန်အမတ်တယောက်ထပ်လွတ်မယ်။ပမ်မတ်တယောက်ထပ်လွတ်တဲ့အခါကျတော့ အဲ့ဗီဒီနိုင်ငံကအဲ့ဒီတူပအဲ့ဒီအိမ်ရမှာဖယ်ပြီးတော့အဲ့ဒီနောက်ထပ်သံအမတ်ကိုနောက်ထပ်တိုင်အိမ်မှာထားပေးရတော့သူတို့တို့နင်းနာတယ်သူတို့တိုင်းပြည်တို့နင်းနာတာသူတို့တိုင်းပြည်တို့နင်းနာတော့ဒီကောင်ကိုဒီကျော်စွာမင်းဆိုတဲ့ပုဂ္ဂိုလ်တိလားတရားစွဲတာတိလားနာသာကဘာလို့သိရမလို့အချိန်တိုင်းကိုလန်းနဲ့ကိုသွားကြမယ်ဆိုတော့ကျွန်တော်ကထောက်ပြအချိန်တိုင်းကိုလန်းနဲ့ကိုသွားကြမှာเนาะမင်းတို့တွေပြီးသွားပြီသူတို့ရဲ့ ဟိုအကြံဖတ်မှုတွေလူတို့အောင်ကြွားမှုတွေပြီးသွားပြီပြောမယ်ဆိုရင်တော့နာစာကဘက်ကအများကြီးအောင်မြင်တယ်လို့ပြောတာဘာကြောင့်လဲဆိုတော့စစ်ပွဲတွေလူတို့အောင်ကြွားမှုတွေတော်တော်များများတိုင်းကြီးတွေတော်တော်များများကျွန်တော်မြင်ခဲ့တယ်เนาะမြင်ခဲ့ဘူးတဲ့တိုင်းကြီးတွေအများကြီးပဲအစင်းမှာစာတွေမှာလည်းဖတ်ခဲ့ဘူးလားတပုံကြီးလူတို့အောင်ကြွားမှုတခုဖြစ်ရင်လူသားနဲ့ကြည့်ပြီးသိရတယ်။အခုကျွန်တော်တို့တိုင်းကြီးမှာ2021ရဲ့ဖြစ်လာတဲ့လူတို့အောင်ကြွားမှုက နော်အခု2025ဘယ်နှစ်နှစ်ကြာသွားလဲအခုချိန်ကြီးလဲရှိတုံးပဲနော်ဒီလိုအချိန်တိုင်းတာမှာလူတသန်းပြည့်အောင်မသိဘူးဗျဒါနာဇာကရဲ့လိမ္မာပါနမှုလို့ပြောရမယ်သိလားနာဇာကရဲ့လိမ္မာပါနမှုကျွန်တော်တွေ့တာအနည်းဆုံး2000လောက်သိမယ်လို့တွေ့တာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တိုင်းကြီးမှာနော်ဗုဒ္ဓဘာသာကိုးကွယ်တာပဲရှိတာလူတွေကယုံမှာပါဗျ အတွေးကောင်မရှိတော့ငါငါဘူးတဘူးသမားတွေများသွားပြီအမီးကျက်မီးစားခေါင်းကျက်ခေါင်းစားစိတ်ဓာတ်တွေများသွားပြီစင်းသားအဲ့ဒီလိုမျိုးများသွားတဲ့အတွက်ကျွန်တော်တိုင်းပြည်ပြက်စီတာတိုင်းပြည်ပြက်စီခြင်းအစကနိုင်ငံတော်အစိုးရတွေမှာဒီပဲမူတည်တာမဟုတ်ဘူးတိုင်းပြည်ထဲမှာနေထိုင်တဲ့ပြည်သူတွေတိုင်းမှာလည်းမူတည်တယ်လိုချင်တာဒီမိုကရေစီ ဖြစ်ချင်တာကတော့ဒီမိုကရေစီတိုင်းပြည်တိုးတက်ချင်တာကတော့တအားမင်းတို့လူပုဂ္ဂိုလ်တွေကအစဒီမိုကရေစီစံချိန်စံညုံးနဲ့ကိုက်ညီသလားနေနိုင်သလားဟုတ်မြန်မာပြည်မှာကြည့်ကြည့်စလိတ်ဘူးလိုက်ကင်နိုင်လူကြားလည်းဂယုံစားယူလူကြားတော့စလိတ်ဘူးကင်လို့ခဲတာမင်းတို့လိုချင်တဲ့ဒီမိုကရေစီအဲ့ဒါမျိုးမရဘူးသိလားအဲ့ဒါဒီမိုကရေစီမဟုတ်ဘူးလူတစ်ဖက်သားကိုမထီမဲမြင်လုပ်တယ်လို့ခေါ်တယ် မလေးမစားမတိမဲမြင်လောက်တာเนาะအဲ့ဒါလူယုံမာတွေရဲ့လမ်းစဉ်เนาะဒီမိုကရေစီဆိုတာအရန်နူးညံ့ပြီးအရန်သိမ့်မွေ့ရသိလားကိုကြောင့်လူတို့သူတပါမတိခိုက်မနစ်နာဇေယောအခုဟာမြန်မာနိုင်ငံမှာတက်ကြည့်ကြတန့်စင်ဟိုစီကံပိုင်းဆိုင်ရမှာလည်းကြည့်ကျွန်တော်မြန်မာနိုင်ငံသားတွေစီကံမရှိကိုးစားတဲ့ရွေးတွင်းနေရမှာထိုးရည် ကိုနိုင်ငံမှာကြီးပဲမဟုတ်ထိုင်းနိုင်ငံမှာရောက်တဲ့မြန်မာနိုင်ငံသားတွေလည်းဒီတိုင်းပဲစီကံမရှိဘူးဖြစ်သလိုလုပ်ကြတာဒါတွေကအများကြီးပြုပြင်ပြောင်းလဲရမှာကျွန်တော်နိုင်ငံသားဒါအမှန်တရားတွေတော့ကျွန်တော်ပြောတာအမှန်တရားကြီးပဲစိတ်ဆိုးစရာမလိုဘူးဟုတ်တယ်ဟုတ်တယ်သူတို့ကလူပါဇက်ကတော့လှအောင်ပြောတတ်တယ်အဲ့ဒါကြောင့်ဘောကျွန်တော်ပြောတာ ဟိုရေဘယ်လိုလဲဆိုတော့လမ်းဘေးကစိတ်ကားသမားလို့ကောင်ကဓာတ်တိုင်အောင်နေပြီးတော့စကားလုံးလှလှလေးနဲ့ဒီမိုကရေစီပါညာရေးလိုက်တာကိုဟိုဆေးအောင်လို့ကောင်ကအနောက်နေလိုက်ပြီးထောက်ခံတယ်လားပညာတက်နဲ့အတွေးကိုစီးတဲ့လူနဲ့ကွဲတယ်ဗျာမြန်မာနိုင်ငံကပညာတက်တဲ့လူပဲရှိတယ်အတွေးကိုနည်းကြတယ်တကယ်အတွေးကိုနည်းကြတယ်တကယ်အားရမိန်လုံးများတယ် အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ကပြောပြရတယ်ကျွန်တော်တို့ကအစင်းဆုံးပြောပညာမတတ်ဘူးနော်အတွေးကောမြင့်မြတ်တယ်ကျွန်တော်တို့ကဓမ္မမောစကားပြောတာကိုကြောက်ဘူးမှမနစ်နာစီကြီးအမှန်တရားပြောတာများတဲ့ခါကျတော့ကျွန်တော်တို့လူတွေကတိတ်ပြီးဖတ်မလို့ကြအောင်ဒါပေမဲ့ကျွန်တော်ကယူဆိုင်ကိုယ့်အကိုနေတတ်လို့နေလိုက်တော့တယ်အေးချမ်းချမ်းပဲနေလိုက်တော့တိတ်ကယူဆိုင်ကြောင်လူကြားထဲမှာမနေရလဲဘာမှမဖြစ်လူတွေနဲ့စကားမပြောရလဲဘာမှမဖြစ်ဟုတ်တော့ မှန်သောစကားပြောတာမှန်သောစကားပြောတာမဟုတ်တာတခုမှမပါဘူးကျွန်တော်တို့ပြောရစကားကိုတော့ကျွန်တော်တို့ကကျွန်တော်တိုင်းပြီးအရန်ချစ်တာတကယ်ပြောတာကျွန်တော်တို့ကအရန်ချစ်တာကိုတိုင်းကြီးကိုလူမျိုးကိုဘာသာတရားကိုယဉ်ကျေးမှုအရန်တတ်မှုသားတာကျွန်တော်ကျွန်တော်တို့မြန်မာနိုင်ငံလောက်ယဉ်ကျေးမှုထွန်းကားတာကျွန်တော်တိုင်းပြီးပဲရှိတမိုင်းရောင်းပြန်ကြည့် အခြားတိုင်းကြီးတွေနဲ့ကျွန်တော်တို့တိုင်းကြီးနဲ့တမိုင်းကြောင်းကြီးမတူဘူးနော်သူတို့အရန်ထင်ကြီးတဲ့တိုးတက်နေပါတယ်ဆိုတော့ဒီမိုကရေစီတိုင်းကြီးတမိုင်းကြောင်းသမန်ကြီးအမေရိကန်ပြည်အောင်စုကြီးနော်အမေရိကန်ပြည်အောင်စုဆိုပြီးတော့စတင်ပြီးထူထောင်ခဲ့တာဘယ်နှနည်းစီလဲကျွန်တော်တို့တိုင်းကြီးနော်ကြီးကြီးခေဆက်ဆက်အများကြီးတမိုင်းကြောင်းကြီး ပြောပြအဲ့ကြောင့်မလို့ကုနိုင်ငံရေးအကြောင်းပြောမယ်ရေးဆိုရင်ကမိုင်းကြောင်းတွေမမေးနဲ့ယဉ်ကျေးမှုကိုမမေးနဲ့ဘာသာတရားကိုမမေးနဲ့ဆိုအမြဲပြောရတယ်ကျွန်တော်တို့ဟုတ်တယ်ပြောချင်တာနိုင်ငံရေးအကြောင်းအတိတရားလည်းမရှိဘူးလ ీల အားလည်းမရှိဘူးသူတို့စိတ်တွေကနိုင်ငံရေးအကြောင်းပြောတယ်ရေးဆိုတာ ဟာနိုင်ငံတော်လူကြီးကိုဆဲတဲ့ဟေးဆိုတာနဲ့နိုင်ငံကြီးအထားမြောက်ပြီလို့သူတို့ထင်တာဗျအဲ့ဒါသူတို့နိုင်ငံကြီးလို့ထင်တာအဲ့ကောင်နေသမီးကြီးကြီးနိုင်ငံတော်သချင်းကို အစအဆုံးဆိုပြကြည်ဇန်းလို့မေးကြည့်ကြည့်မဆိုတော့ဘူးတကယ်လဲကျွန်တော်အချိန်မောင်းမနေဘူးအဲ့ဒါတွေတစ်တော့မှကျွန်တော်စော်ခဲ့တာကျွန်တော်ဆိုခိုင်းတာနိုင်ငံတော်သချင်းဆိုခိုင်းတာနိုင်ငံကြီးကြောင့်အရင်ပြောလို့မဆိုတတ်ဘူးနိုင်ငံတော်သချင်းဘယ်အစမှတော့သူတို့မသိဘူး သူတို့ကကဘာမကြီးလောက်ပဲသူတို့သိကြသိလားကဘာမကြီးလောက်ပဲသူတို့သိကြကျွန်တော်တို့ကနော်အဲ့ဒီလိုမျိုးနိုင်ငံရေးချောင်းကိုပေါလို့ပယ်စားပြောနေတဲ့လူတွေများလို့ကျွန်တော်တို့ကနော်နော်မီဒီယာတွေနော်ကျွန်တော်တို့တိုင်းပြည်ကို အမောင်ဖုံးတဲ့ဖုံးအောင်လုံနေလို့ကျွန်တော်တို့ကမခံနိုင်လို့ကျွန်တော်တို့ကပြောရတာဒါကျွန်တော်တို့မျိုးတွေအသိဆုံးပဲနော် အရင်တော့နိုင်ငံတော်မှာလူလူအောင်ကြောမှုဖြစ်ရင်တန်ဃာတွေပါပါတယ်ယဟန်တန်ဃာတွေပါပါဒီနှစ်တော့27မှာယဟန်တန်ဃာတွေပါခဲ့သလားစင်စင်လေးတော့ဘယ်ယဟန်တန်ဃာမှမပါတော့အာနဘိန်ုံစာမတက်ပင်မတက်ဝိနည်းနဲ့မညီတဲ့ဖုံးကြီးတွေပဲပါသွားတာမတူဘူးတော့ဖုံးကြီးနဲ့ယဟန်တန်ဃာဆိုတော့ကွဲတယ်နော်မတူဘူး ဖုံးကြီးဆိုတာသူဖုံးကြီးခြင်းလို့တကားတကားတကမတွေရဲ့အလိုလိုက်တာသဘောပေါက်လားသိကျွန်တော်ပြောတာဖုံးကြီးဆိုတာသူဖုံးကြီးခြင်းလို့လက်လက်ပိုင်းရရင်သူဖုံးကြီးမယ်လေဟုတ်လားသင်ငန်းကောင်းစားဝမ်းမယ်ကားကောင်းစားစီးရမယ်ကျောင်းကောင်းစားနေရမယ်ဖုံးကြီးဖို့တော့အဲ့ဒီကြောင့်မလို့တကားတကမတွေရဲ့အလိုလိုက်တာအဲ့ဒါဖုံးကြီးကျွန်တော်တို့ကရဟန်းသံဃာကိုဝိုးခဲ့တာ နော်ယဟန်တန်ဃာကိုကိုးဝဲတာဖရာရဲ့အစိုးမတွေကိုတသွေမတိန်လိုက်လာတဲ့ယဟန်တန်ဃာတွေကိုကျွန်တော်တို့ကကိုးဝဲတာစီကတ်တာဘုံကြီးမကိုးဝဲဘူးစင်စင်လေးကျွန်တော်ပြောတာအဲ့ရောက်မလို့မင်းတို့တွေလမ်းဆုံးသွားပြီ2025မှာလမ်းဆုံးသွားပြီသိလား 2021 2022 2023 2023ထိုင်းနိုင်ငံမှာကျွန်တော်တို့နေစရာဟိုမရှိတာမိုက်ရိုင်းခြင်းနိုင်မိုက်ရိုင်းနဲ့လူယုံမှာတွေ့ရပင်ကြီးဓာမဆိုင်ဆိုတဲ့ပုံစံမျိုးနဲ့အုံနဲ့ကျင်းနဲ့လိုက်ပြီးတော့ပြဿနာစားရဲကောင်းတယ်အခု2025မှာမလုပ်ရတော့ဘာကြောင့်လဲထိုင်းမျိုးသားကြီးသမားတွေပေါ်လာတယ်ထိုင်းမျိုးသားကြီးသမားတွေပေါ်လာတယ်ဟေ့ဆိုတာကအစိုးရသူတို့သူတို့နေတာနောက်ပိုင်းကျတော့နိုင်ငံရေးမှဆိုပြီးတော့ဟာလာဗီဒီယိုသွားတဲ့ကောင်တွေကဘယ်လိုလုပ်လာလဲဆိုတော့ လူများတိုင်းကြီးပါမှာမတီမဲမြင်လောက်လာတဲ့ခါကျတော့လူများတိုင်းကြီးကအမျိုးသားရေးသမားတွေကနော်သူတို့ကကြည့်တယ်သူတို့ကသိတယ်ကြည့်လဲကြည့်တယ်သိလဲသိတယ်နှစ်နိုင်ငံချစ်ချစ်ရင်းနှီးမှုတွေပြက်ပြားမယ်နော်နှစ်နိုင်ငံလူကြီးတွေပူးပေါင်းဆောင်ရွက်မှုချစ်ချစ်ရင်းနှီးမှုနော်အများကြီးပေါ့နော်ဘတ်ပေါင်းဆုံးကဏ္ဍပေါင်းဆုံးဒီလိုမျိုးတွေပြက်ပြားလာမယ်နောက်ပြီးတော့နော်သူတို့တိုင်းပြည်သူတို့လူမျိုးထိပါစော်ကားလာမယ် ဒါမျိုးတွေကိုတို့ကညင်လာတဲ့ခါကျတော့တို့ကမခံနိုင်ရောမခံနိုင်တော့ဘယ်နဲ့ထွက်လာထွက်လာတော့မင်းတို့ခံလေခံညာဟုတ်ဒီဟိုတွေမှာပေါ်လာတဲ့အာစီနန်တော့ဆိုတာဘာမှမဟုတ်ဘူးသိလားဖာတယ်မတွေမူရေးတယ်ဘိန်းကန်းတွေညင်းစေးကန်းညင်းစေးတွေစူဖို့ဟုတ်လားဆေးကြောတွေစူဖို့အဲ့လိုမျိုးလောက်လာတဲ့ဟာတွေ ဘာမှအထင်ကြီးစရာမရှိလူမိုက်အဖွဲလိုလိုဂိုင်းစတာအဖွဲလိုလိုအဲ့လိုထူထောင်တာအဲ့ဒီကြောင့်မလို့ထိုင်းမျိုးသားရေးသမားတွေဝင်သမားတာဘာနိုင်ငံရေးပါလဲမစားရင်ပြောတယ်သိလားလူများတိုင်းကြီးမှာပစံပင်းလုံလို့ရတယ်ဆိုပြီးတော့ဒီကောင်တွေလောက်တာသိလားဖာခန်းနေဇိန်ခန်းခန်းနေဟာလားဆေးကြောစုတဲ့ခန်းနေအဲ့လိုမျိုးပွက်ရတာဟာကျွန်တော်တို့ကမပြောချင်လို့နေတာသိလား မပြောချင်လို့နေတာဘာကြောင့်လဲဆိုတော့အချိန်တိုင်းသူ့နိုင်ငံသူ့ဥပဒေတိုင်းကြွားမယ်ယူဆိုတော့ကျွန်တော်တို့သိလို့ကျွန်တော်တို့ပြည်မပြောဘူးဒီအောင်လေးကလမ်းဆုံးသွားပြီပြီးသွားပြီတခန်းရက်သွားပြီเนาะ